မင်္ဂလာပါရှင်မန္တလေးခေတ်တစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်အထူးရောင်ရွေးကောက်ပွဲကိုအမေရိကန်အစိုးရကဖျက်ဖျက်သားသားပယ်ချရန်အမေရိကန်လွှတ်တော်နှစ်ရက်စလုံးမှနိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌများနဲ့လွှတ်တော်အမတ်များကတောင်းဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာကျန်းဖတ်စစ်တဲအတူရောင်ရွေးကောက်ပွဲကိုအမေရိကန်အစိုးရကပြပြသားသားပေးချရန်အမေရိကန်လွှတ်တော်နှစ်ရက်စလုံးမှနိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌများနှင့်လွှတ်တော်အမတ်များက ကြီးညာချက်ထုတ်ပြန်တောင်းဆိုလိုက်ကြပါရယ်အမေရိကန်အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီဥက္ကဋ္ဌနှင့်လွှတ်တော်အမတ်များဖြစ်ကြသည့် Framus နှင့် Gregory W. Meet အထက်လွှတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့်အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် Jane E. Rich နှင့် Jin Shahiro ကတရုတ်နိုင်ငံ၏ထောက်ပံ့မှုဖြင့်မြန်မာစစ်တပ်ကကျင်းပရန်စီစဉ်နေသည့်ရွှေကောက်ပွဲများမှာလွတ်လပ်ပြီးတရားမျှတမှုရှိမည်မဟုတ်ကြောင်းထုတ်ပြန်ကြေညာပါရယ်။နိုဝင်ဘာလ19ရက်နေ့တွင် အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီကကျင်းပခဲ့သည့် ကြားနောက်ပွဲတွင်တပ်သည်များအလုံးကစစ်တပ်၏ရွှေကောက်ပွဲမှအခြေခံအားနည်းချက်များရှိနေပြီးလက်ရှိအခြေအနေများအရရှင်ရွှေကောက်ပွဲမှလွတ်လပ်ပြီးတရားမျှတမည်မဟုတ်ဟုတညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြောင်းကြေညာချက်တွင်ဖော်ပြထားပါသည်မြန်မာနိုင်ငံတွင်လာမည့်ဒီဇင်ဘာလ၌စီစဉ်ထားသည့်ရွှေကောက်ပွဲများသည်ဟန်ပြရွှေကောက်ပွဲများသာဖြစ်သည်ကိုတပ်သည်ပြနေကြောင်းနိုင်ငံတကာအတိုင်ဝန်းကိုလှည့်ပြရန်စစ်အာဏာရှင်အဖွဲ့ကစီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး 2021ခုနှစ်အာဏာသိမ်းမှုနှင့်မြန်မာပြည်သူများအပေါ်လက်ရှိကျူးလွန်နေသည့်အကြမ်းဖက်မှုများအပြီးတွင်တရုတ်ကြောထောက်နောက်ခံပြုစစ်ကောင်စီအတွက်တရားဝင်မှုဖန်တီးပေးရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်းအာဏာသိမ်းပြီး9နှစ်ဒီပါအကြာစစ်ကောင်စီကတရုတ်နှင့်ရုရှားတို့ထံမှနိုင်ငံရေးနှင့်စစ်ရေးအရာဖန်ပိုးမှုများတိုးမြင့်ရရှိနေတော်လဲနေပြည်တော်ထိန်းချုပ်ရန်ရုံးကန်နေရဆဲဖြစ်ကြောင်းလွှတ်တော်အမတ်များ၏ကြေညာချက်ကဆိုပါသည် ကမ္ဘာတဝန်ဒီမိုကရေစီနှင့်နိုင်ငံတကာမှအသိမဲ့ပြုထားသောလူ့ခွင့်ရများအပေါ်အမေရိကန်ပြည်ထောင်စု၏ဂတိကဝတ်နှင့်အညီသမရာထရန့်အစိုးရအဖွဲ့အနေဖြင့်ချိုးယွင်းမှုများရှိနေသောရွေးကောက်ပွဲနှင့်မြန်မာပြည်သူများ၏လွတ်လပ်စွာတရားမျှတစွာရွေးချယ်ခွင့်ကိုညှင်းပယ်မိပြည်သူရွေးကောက်ပွဲရလဒ်ကိုမဆိုစန့်ကျင်ပြောဆိုကြရန်လွှတ်တော်အမတ်များကတိုက်တွန်းပါရယ်အသက်အနှစ်ရေအကျဉ်းချခံရမှုနှင့် ညှပ်ပတ်နှိပ်စက်မှုတို့ဤကြီးမားသောအန္တရာယ်များကြောင့်မြမပြည်သူများကစစ်အာဏာရှင်အဖွဲ့အာဏာရှင်အုပ်ချုပ်မှုကိုရရဲစွာခုခံတွန်းလှန်ခဲ့ကြပြီးမြမနိုင်ငံအပေါ်အာဏာဆွဲကိုင်မှုကိုတားဆီးနိုင်ခဲ့ကြောင်း2023ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင်နိုင်ငံရေးပါတီအများအပြားကိုစစ်ကောင်စီကဖျက်သိမ်းခဲ့ခြင်း2020ထွေထွေရွေးကောက်ပွဲတွင်တရဝင်းရွေးကောက်တင်မြှောက်ခံရသည့်လွတ်တော်အမှတ်များစွာကိုဆက်လက်အကျဉ်းချထားခြင်းညှဉ်းပန်းနှိပ်စက်ခြင်းသို့မဟုတ် ကီပါတို့နေနေတန်ပေးထားခြင်းတို့ကလာမဲ့မဲပေးမှုနှင့်ရွေးကောက်ပွဲမှာလွတ်လပ်မှုတို့မဟုတ်တရားမျှတမှုမရှိနိုင်သည့်အနေရရှိနေသည့်ကိုရှင်းရှင်းလင်းလင်းဖော်ပြနေကြောင်းထို့ကြောင့်အမေရိကန်ပြည်ထောင်စုကစစ်တပ်ရွေးကောက်ပွဲပြက်လုံးကိုပြက်ပြက်သားသားပယ်ချရမည်ဖြစ်ကြောင်းအမေရိကန်လွှတ်တော်အမတ်များကတောင်းဆိုထားပါတယ်အမေရိကန်အစိုးရကမှမြန်မာနိုင်ငံတွင်အခြေအနေများတိုးတက်လာပြီးဖြစ်၍မြန်မာနိုင်ငံသားများအထက်ပေးအပ်ထားသောယာယီခုလုံကွင် TPS ကိုဖျက်သိမ်းကြောင်းနိုဝင်ဘာလ25ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့ပါတယ် အမေရိကန်အစိုးရ DHS လို့အမိညေလုံခြုံရေးဝန်ကြီးဌာနကထုတ်တဲ့မြန်မာအရေးတိုးတက်မှုတွေရှိနေပြီဆိုတာဘယ်လိုအခြေအနေအပေါ်မှာသုံးသပ်တာလဲအချက်လက်တွေမှားနေတယ်ကျွန်တော်တို့အနေနဲ့ဒါကိုထောက်ပြဖို့ရှိပါတယ်ဟုအမေရိကန်အခြေဆိုင် Pharma Research Institute VRI မှာဇိုထမန်ကသတင်းဌာနကိုပြောကြားပါတယ်လက်ရှိအမေရိကန်အစိုးရနဲ့အမေရိကန်လွှတ်တော်နှစ်ရက်အကြာစစ်တပ်၏ရွေးကောက်ပွဲနှင့်ပတ်သက်၍သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေသည်ကိုမြင်ရကြောင်းအမေရိကန်ရောက်မြန်မာအရေးကျွမ်းကျင်သူများကသုံးသပ်ပြောဆိုကြပါတယ် ဆက်လက်ပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘိုးချုပ်မျိုးမင်းထွေးကိုလက်ပေးလက်ယူမှုစစ်စင်ရေးကြာရှုံးမှုများဖြင့်ယာရုမဖေရှားစစ်ခုံယုံတင်ကလောစစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးဘုံမူချုပ်ကျော်သူရကိုနမခတိုင်းမှုအသည့်အဖြစ်ခန့်အပ်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။သက္ကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘိုးချုပ်မျိုးမင်းထွေးကိုလက်ပေးလက်ယူမှုစစ်စင်ရေးကြာရှုံးမှုများဖြင့်ယာရုမဖေရှားစစ်ခုံယုံတင်လိုက်ပြီးကလောမစစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးဘုံမူချုပ်ကျော်သူရကို တိုင်မှုအသည့်ဖြစ်ခန့်အပ်လိုက်ကြောင်းစစ်ဘက်တရင်ရေးပြများထံမှသိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မှုအသည့်ဖြစ်လာသောဘုံမှုချုပ်ကျော်သူရမှကလောစစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်မှတိုင်မှုရာဒူတို့ရာဒူတို့ပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။၎င်းမှာစစ်တက္ကသိုလ်အပတ်စဉ်40မှဖြစ်ပြီးနိုင်ငံတော်ကွယ်ရေးတက်ကတုံအမတ်ခွန်းနေစစ်စင်ရေးကိုခဲမှုဌာနချုပ်မှုစစ်ဦးစီးတက်ကတုံတို့တွင်ယာတူတာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်ပါれလက်ရှိအနေအထားအရဆိုရင်ပူစာတာကကျောင်းအုပ်ကြီးတွင်စစ်တိုင်းမှုနှစ်ယောက်ဖြစ်နေတာကိုတွေ့ရတယ် စာရခဘတ်မှလည်းဘိုးချုပ်ကျော်ကျော်ဟန်လည်းဥစာတကျောင်းအုပ်ကြီးပြီးရင်အခုအစ်ရောက်လာတဲ့ကျော်သူရကလည်းဥစာတကျောင်းအုပ်ကြီးပဲပေါ့နောက်ဥစာတကျောင်းအုပ်ကြီးကိုဘယ်သူခန့်နေဆိုတော့ကျွန်တော်တို့လိုက်ပြီးတော့စုံစမ်းနေစေပဲရှိအောင်မင်းဒါပေမဲ့မင်းအောင်လိုက်အနေနဲ့တော့အခုနောက်ပိုင်းကြည့်ရင်ကျောင်းအုပ်ကြီးတွေပဲထောက်လျှောက်ပေါ့နော်စစ်တပ်ကတို့ကျောင်းအုပ်ကြီးတွေရောဥစာတကျောင်းအုပ်ကြီးတွေရောစစ်တိုင်းမှုတွေအဖြစ်ရရဆက်ဆက်ပေးလာနေတယ်ပေါ့အခုလက်ရှိနောက်ဆုံးထမ်းဆောင်နေတဲ့ကျောင်းအုပ်ကြီးတွေပေါ့ကျောင်းအုပ်ကြီးတွေကစစ်တိုင်းမှုရထားတဲ့လူတွေပဲ အဲ့ဒီတော့ကျောင်းအုပ်တွေအချင်းချင်းပြိုင်လာကြမယ့်အနေအထားမျိုးကိုတွေ့ရတယ်ဟုစီဒီယံဘူကြီးစင်ယောကတုံသက်ပြောဆိုပါတယ်။ရခင်တိုင်းမှုဟောင်းဘူမှုချုပ်မျိုးမထွေကိုသကိုင်းတိုင်းနှင့်ချင်းပြည်နယ်အတွင်စစ်စစ်ရေရှုံးနှိမ်မှုများအမိန့်မနာခံမှုများကြောင့်နိုဝင်ဘာလဒုတိယအပတ်မှစတင်ပြီးခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီးလူစစ်ကောင်ဆောင်စိုးဝင်းကိုယ်တိုင်ကြီးကြပ်ကုတ်ကဲစစ်ဆေးခဲ့ကြောင်းရင်းနှောင်းလက်ပေးလက်ယူမှုရွှေတူးဖော်ခွင်းနှင့်တရားမဟုတ်ဝင်တစ်ထုတ်လုပ်ခွင့်များစွာကိုလည်းလက်ငွေကြေးများစွာရယူခဲ့ပြီး ခွင့်ပြုမှုများလည်းပေါ်ပေါက်လာတဲ့ချင်းရာထူးမှဖေရှားစစ်ခုံရုံ တင်ထားပြီဖြစ်ကြောင်းသိရပါတယ်။စက်တင်ဘာလ20ရက်နေ့သကိုင်းတိုင်းဗမောင်းမြို့ကိုတော်လရေးတပ်များကသိမ်းပိုက်သွားခြင်းသကိုင်းတိုင်းအတွင်းထိုးစစ်ဆင်နေသောစစ်ကြောင်းများကြာဖြတ်တိုက်ခိုက်ခဲ့ရပြီးချေမုံခံရခြင်းအပါအဝင်စစ်စင်ရေရှုံးနေမှုများကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်မြို့မြင့်ထွေကိုစစ်တပ်ကဖမ်းဆီးကရာထူးမှဖေရှားခဲ့ခြင်းဖြစ်ပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မှုဘုံမှုချုပ်မျိုးမထွေးကိုနိုဝင်ဘာလ10ရက်နေ့ဥပိုင်အမျက်ငွေများတွဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင်နောက်ဆုံးတွေ့မြင်ရပြီးရင်းနောက်ပိုင်းလူမြင်ကွင်းမှပျောက်ကွယ်သွားခြင်းဖြစ်ပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မှုဘုံမှုချုပ်မျိုးမထွေးသည်အလုတ်တင်ဖို့တင်နန်းဒေသ26မှဖြစ်ပြီးတမ7လောက်ကင်ဒေသကုကဲမှုစစ်ဌာနချုပ်ကြောင်မဲအမတ်စ်စစ်စီရေးကုကဲမှုစစ်ဌာနချုပ်တို့တွင်တမမှုတာဝန်ယူခဲ့ပါတယ်။2024ခုနှစ်ဩဂုတ်3ရက်နေ့ ကိုကန် MNDAA နှင့်ပူးပေါင်းတက်များကအရှိမြောက်တိုင်းစစ်ဌာနချုပ်ရှာမခရှိသည့်လာရှုကိုတိန်စင်တိုင်းမှုဘိုလ်ချုပ်စိုးတက်တိုင်းစစ်ဦးစီးချုပ်ဘိုလ်မှုချုပ်တန့်ထင်စိုးရုံနဲ့အတူဘိုလ်မှုချုပ်မျိုးမင်းထွေးကလည်းကိုကန် MNDAA ထံတွင်လက်နက်ချအညံ့ခံခဲ့ပါသည်2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့လာရှိုးတိုက်ပွဲတွင်လက်နက်ချအညံ့ခံခဲ့သည့်ဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုမင်းအောင်လိုင်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုက်မှုအဖြစ်ခန့်အပ်ခဲ့ပါသည် ဆလပီမွန်ပြည်နယ်စစ်ကော်မရှင်ကပြည်တွင်းပြည်ပခီးသွားတွေကိုအစ်စ်မီစွာဝန်ဆောင်မှုပေးဖို့ညွှန်ကြားတဲ့ဆွေးနွေးတင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်အတွင်းဝေရောက်လာတဲ့ပြည်တွင်းခီးသွားတွေကိုစစ်ဆေးမှုတင်းကျပ်နေတဲ့ပြည်နယ်စစ်ကော်မရှင်ရဲ့ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကပြည်တွင်းပြည်ပခီးသွားတွေကိုအစ်စ်မီစွာဝန်ဆောင်မှုပေးဖို့ညွှန်ကြားလာပါတယ်။ နိုဝင်ဘာ25ရက်နေ့ကမော်လမြိုင်မြို့ရှိပြည်내အစိုးရရုံးမှပြုလုပ်တဲ့ဝန်ကြီးငယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာဝန်ကြီးချုပ်ကလက်အောက်ခံဌာနဆိုင်ရာတွေပြင်ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းရှင်တွေကိုပါညွှန်ကြားခဲ့တာပါစစ်ကော်မရှင်ခန့်ပြည်내ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကဝန်ပြည်내အတွင်းပြည်တွင်းပြည်ပခရီးသွားတွေလာရောက်ခြင်းဖြင့်လူမှုစီးပွားဘဝတွေဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တာကြောင့်ဒေတာတရားလှပရင်းနဲ့တဲခုနေထိုင်ရေးအတွက်အဆင့်မီစွာဝန်ဆောင်မှုပေးဖို့ပြောဆိုခဲ့ပါတယ် ဟိုတယ်လုပ်ငန်းရှင်တအုပ်ကတော့မော်ပြည်နယ်ဝန်ကြီးချုပ်ကပြည်တွင်းပြပခီးသွွားတွေကိုဆွဲဆောင်ဖို့ရှေးဟောင်းအဆောက်အဦတွေကိုပါပြုပြင်ခိုင်းတာရှိပေမယ့်လက်တွေ့မှာတော့ပြည်တွင်းခီးသွွားတချို့ကိုတဲခိုခွင့်ကန့်သက်ထားတယ်လို့စစ်ဆေးမှုတွေလည်းစက်မှတ်ထားတယ်လို့သတင်းဌာနကပြောပါရယ်ခီးသွွားလုပ်ငန်းကတော့ကျွန်တော်တို့နိုင်ငံသားတွေပေါ်ပြည်တွင်းပြပဧည့်သည်တွေလာလို့ရှိရင်တော့သာသနိကအဆောက်အဦတွေပေါ်ကျွန်တော်တို့ရှေးဟောင်းအစာအုပ်တွေထိမ့်သိမ့်ပြီးပြုပြင်မွမ်းမံသွားပြီးတော့မှလိလလာလို့ရအောင်ဆိုပြီးတော့ဆောင်ရွက်သွားဖို့ဆိုပြီးအဲ့ဒါမှားသွားတယ် ဟိုတယ်သုံးလုံးပေါ်တော့ကျွန်တော်တို့တော်ဝင်ဟင်းတာဟိုတယ်နောက်တော့ဟောင်းတယောရင်နောက်စတန်ဟိုတယ်အဲ့ဒီသုံးနေရာမှာပဲ73မြင်းဆောင်တွေကိုပေးတဲ့ပါဆိုတော့အဆင်ပြေအောင်တော့လုပ်ပေးထားပါတယ်အချိန်အခါအလိုက်ပေါ်တော့ရွေးကောက်ပွဲလဲနီးပြီဆိုတော့စစ်စစ်မှုစက်မှတ်တာကရောတေချာစက်မှတ်ပြီးလုပ်နေတာတော့ရှိပါတယ်ဟုဆိုပါတယ်ဒါပြင်ခုလိုခရီးသွားကဏ္ဍမြင့်တက်ဖို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ကအခုလိုညွှန်ကြားမှုတွေလှုပ်ဆောင်နေပေမယ့်လက်တွေ့မှာစစ်ဆေးမှုတင်ကြပ်တာတချို့ဒေသကခရီးသွားတွေကိုဝေရောက်မှုကန့်သက်တာတွေအဖြစ်အစရင်အခက်ခဲတွေလည်းရှိနေပါတယ်။ခရီးသွားအလန်းညွန်တအူကတော့လက်ရှိအခြားဒေသတွေကမွန်ပြည်နယ်ကိုလာတယ်ဆိုတာပြည်နယ်ကအေးချမ်းလို့ဖြစ်ပေမယ့်အောက်ခြေမှာစစ်ကောမရှင်လက်အောက်ခံတွေကခရီးသွားတွေကိုအနိုင်ကျင့်တာတွေရှိတဲ့အတွက်ခရီးသွားဘလို့မြင့်တင်လို့ရမလဲလို့ဝေဖန်ပါတယ်။ဘေပီနယ်ကပဲလာလာပေါ်တော့ကျွန်တော်ပြောချင်တဲ့အထိပ္ပယ်ကတော့ ကချင်ပြည်နယ်ပဲလာလာမြစ်ကြီးကလာလာရှမ်းပြည်နယ်ကပဲလာလာမွန်ပြည်နယ်လာကြတယ်မွန်ပြည်နယ်မှာအေဂျင့်လို့လေအဲ့ဒီလိုလာကြတယ်ဆိုရင်မွန်ပြည်နယ်မှာလာတဲ့လူတွေကိုကြိုဆိုရမယ်လေတစ်အချက်ပေါ်ပြီးရင်စီစစ်ပေါ်နော်ကိုယ့်ရဲ့လုံခြုံရေးအရာစီစစ်ပေါ်အဲ့ဒီလိုမျိုးအစင်းစစ်တွေလောက်ရမှာပေါ်နော်လာသမျှလူတွေအကုန်လုံးကိုအောက်ခြေမှာဖြစ်နေတာကနင်းနေဗယံပရာနိုင်တာပေါ်နော်ကိုယ်တားစီရရင်အနိုင်ကျင့်တဲ့သဘောတွေပါနေတယ်အများကြီးပဲတွေ့နေရတယ်ဆိုတော့ဘယ်လိုလုပ်ပြောရမလဲခရီးသွားဘယ်လိုမြင့်တက်မှလဲလို့ဆိုပါတယ် တဖက်မှာမွန်ပြည်နယ်စစ်ကော်မရှင်ဟာရှမ်းပြည်နယ်မှတ်ပုတ်တင်ဖြစ်တဲ့စက်သုံးမြင့်ဆောင်နိုင်ငံသားစစ်စီရေးကပ်ပြားကိုက်ဆောက်သူတွေကိုမော်လမြိုင်ခရိုင်အတွင်းလာရောက်လေပတ်ပါကစက်တင်ဘာ18ရက်နေ့ကစပြီးသူတို့သတ်မှတ်ထားတဲ့ဟိုတယ်နှစ်ခုနဲ့မော်တယ်တစ်ခုမှသာတဲခိုလို့ရမယ်လို့ဆိုပြီးကန့်သတ်လိုက်တာပါ။ကြာပြင်းမွန်ပြည်နယ်အတွင်းဝေရောက်မဲ့ကီးသွားတွေကိုမျိုးဝေမျိုးထွက်ဂိတ်တွေမှာအတင်းအကျပ်ဆစ်ဆေးတာငွေကြီးအဆမတန်တောင်းခံတာမထင်ရင်မထင်သလိုဖမ်းဆီးတာပြင်အေးစရင်ဆစ်ဆေးမှုတွေကိုတင်းတင်းကြပ်ကြပ်လှောက်ဆောင်နေတာကြောင့်ခရီးသွားတွေအတွက်အခက်အခဲဖြစ်စေတာဖြစ်ပါတယ် ဝန်ပြည်နယ်မှာတော့စစ်ကော်မရှင်ကခရီးသွားခန္ဓာမြင့်တင်ဖို့အတွက်ဆိုကမကြာခဏအစည်းအဝေးတွေလှုပ်ဆောင်နေပေမယ့်တချို့ဒေသမှာမကြာခဏတိုက်ပွဲဖြစ်ပွားနေတာကြောင့်လုံခြုံမှုမရှိတဲ့အတွက်ခရီးသွားဝင်ရောက်မှုဟာအရင်အစိုးရလက်ထက်ကလောက်တိတိကျကျများလာတာမရှိဘူးလို့အေလန်ညွန်တွေကပြောဆိုနေကြပါတယ်။